အလုံးအလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လဲကြိုဆိုပါရနော်ဒီကနေ့ကတော့ NGO ဖွဲ့တီတီကန်နေတမန်ဖိတ်ခေါ်ထားတဲ့ဒီလောက်ကန်ခွလန်းနေကိုတမန်ဖော်ပြပေးတော့မှာဖြစ်တဲ့18ရက်နေ့တိဖိတ်ခေါ်ထားတဲ့လောက်ကန်ခွလန်းနေဖြစ်ပါတယ်လို့ဆိုရင်ကျွန်တော်နဲ့တူလိုက်ပြီးတော့လေ့လာကြည့်ကြရအောင်နော် Okay ဒီမှာပထမဆုံးတွေ့တဲ့ဖွဲ့စည်းတဲ့ဖွဲ့ဆိုရင် NRC organization က the way အတွက်ဖိတ်ခေါ်ထားပါတယ် ပိတ်ခေါ်ထားတဲ့ရန်သူကတော့ final technical assistant နောက်ငွေစင်ရင်းဇေယျနဲ့တက်ဆိုင်တဲ့နည်းပညာအနေနဲ့လက်ထောက်ရန်သူပိတ်ခေါ်ထားတာရှိတယ်။ဟုတ်နောက်တစ်ဖက်ကတော့ HI organization ကတော့ဘာအန်အတွက်ပိတ်ခေါ်ထားတယ်ပိတ်ခေါ်ထားတဲ့ရန်သူကတော့ meal officer ဖြစ်ပါတယ်။ဒီရန်သူကတော့ကျွန်တော်ရေကဘာမှာတင်ထားတဲ့အလားကကျွန်တော်25တိုင်းနဲ့ပိတ်ခေါ်ထားတဲ့လောက်ကိုင်ခွက်လန်းဖြစ်ပါတယ်။ဟုတ်ကဲ့နောက်တစ်ဖက်ကတော့ ခဲမြန်မာကလည်းရန်ကုန်တက်ဖိတ်ခေါ်လာတယ်ခေါ်ထားတဲ့ရန်သူကတော့ senior finance officer နော်အဲ finance ဟိုစီရင်စရာတက်ဆိုင်တဲ့အရာရှိဖြစ်တယ်အဲနောက်တစ်ဖက်ကတော့မြန်မာချက်ချင်းကြီးကလည်းအဲအလောက်ကန်ခွလန်၄ခုလောက်ပေါ်ပြတောင်းစုဖိတ်ခေါ်လာတာရှိပါတယ်ပထမဆုံးတစ်ခုကတော့နေပြည်တော်နဲ့ရန်ကုန်အတွက် social media officer နော် social media နဲ့တက်ဆိုင်တဲ့ရန်သူဖြစ်တယ်နောက် အဲတခုကတော့တန်လျင်အတွက်ကို warehouse security เนาะကျွန်တော်တို့ဒီအဲ warehouse ကျွန်တော်တို့အဲ store ထိန်းသိမ်းတဲ့နေရာတွေမှာ security အနေနဲ့ဝန်တန်းဖိတ်ခေါ်ထားတာရှိတယ်နောက်တခုကတော့မန္တလေးစကိုင်းနေပြီးတော့တွေ့ဖိတ်ခေါ်ထားတယ်ရာဒူကတော့ fee operation manager เนาะ manager ရာဒူဖိတ်ခေါ်ထားတာဖြစ်ပါတယ်နောက်တခုကလည်းမန္တလေးစကိုင်းနေပြီးတော့တွေ့ပဲ တမဲရန်သူကတော့ field logistic officer နော်ကျွန်တော်တို့ဒီ fee ပိုင်းမှာကျွန်တော်တို့ logistic အဒီအဝယ်ချမ်းရေးနဲ့သက်ဆိုင်တဲ့လောက်ကင်တွေကိုလှုပ်ဆောင်ပေးရမယ် officer ရသူပြခေါ်ထားတာဖြစ်ပါတယ်လို့နော်မြန်မာချက်ချင်းနေကပဲစကိုင်းအတွက်ထပ်ပြခေါ်ထားတဲ့ရန်သူကတော့ fee shelter officer နော် shelter အမှုကံနဲ့သက်ဆိုင်တဲ့အပိုင်းမှာ အရာရှိအနေနဲ့ဖိတ်ခေါ်ထားတယ်ဖီပိုင်းမှာလောလောပို့ပြီးတော့မန္တလေးမြမချက်ချင်းကြီးကပဲမန္တလေးအတွက်ဖီ wash officer နော် wash ဆိုတော့ကျွန်တော်တို့ဒီကျမ်းမှာရေးကျမ်းမှာတန်ရှေးနဲ့သက်ဆိုင်တဲ့အရာရှိဖြစ်ပါတယ်အဲနောက်မြမချက်ချင်းကြီးကပဲမန္တလေးအတွက်ထပ်ပြီးတော့ဖိတ်ခေါ်ထားတယ်အဲယာဒူကတော့ fee relief officer နော် relief ဆိုတာကပြန်လဲပြီးတော့အဲဒီ ်ဟိုဟာဒီထောင်ရေးအတွက်နော်အပိုင်းမှာဥဆောင်ပေးရမယ်အရာတူအဲအရာရှိအနေနဲ့ဖိတ်ခေါ်လာတဲ့အရာတွေတခုဖြစ်ပါတယ်ဟုတ်ကဲ့နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင်အဲ Vo Vision မြန်မာကပေါင်မြို့နယ်အတွက်နော်ခေါ်ထားတဲ့အရာတူကတော့ content of consultancy opportunity နော်အခွင့်အလမ်းနဲ့တက်ဆိုင်တဲ့နော်အတိုင်းပင်ခံကိုဖိတ်ခေါ်လာတာဖြစ်ပါတယ် ်နောက်တစ်ဖက်ကိုဆက်ကြည့်မယ်ဆိုရင် Chelsea မြန်မာကလည်းအလောက်ကွယ်5ခုဖိတ်ခေါ်တာတဲ့အားလုံးကတော့ချန်ပီတောင်ပိုင်းအတွက်အားလုံးဖိတ်ခေါ်ထားတာရှိပါတယ်5ခုနော်ပထမဆုံးတစ်ခုကတော့ CPT officer to post ဆိုပြီးတော့နော် CPT အတူကောက်ရေးထားတဲ့တကြမလို့တိစိတ်ဝင်ရောက်လေးလာပြပါချန်ပီတောင်ပိုင်းနော်အဆော့တရှန်စတေဒီယံအတွက်ဖိတ်ခေါ်ထားတာတွေ့ရပါတယ်နောက် Chelsea ကပဲထပ်မဖိတ်ခေါ်ထားတဲ့ အဲယာရီတခုကတော့ဒီ agro nomis ဆိုကျွန်တော်စပြုရေးနဲ့သက်ဆိုင်တဲ့เนาะအဲယာရီဖြစ်တဲ့အဲ့ဒီယာရီ၃ခုနေရာဖိတ်ခေါ်တာ၃နေရာဖိတ်ခေါ်တာလည်းရှိမိတောင်ပိုင်းအတွက်ပဲနောက်တစ်ခုကတော့အာ project coordinator เนาะတနေရာအစားဖိတ်ခေါ်ထားတယ်เนาะ project နေနိုင်မှုအနေနဲ့ဆက်ပြီးတောင်ပိုင်းအတွက်ပဲဖိတ်ခေါ်ထားတယ်နောက်ဆုံးတစ်ခုကတော့ wash engineer เนาะ ဝတ်ဆိုတာကကျွန်တော်တို့ဒီရေကောင်းရေတန်းရရှိရတဲ့ဘိုင်းเนาะတကွေတက်ရှင်ရဲ့ဘိုင်းဒီမှာเนาะ engineer တိဆောက်ရေးလဲပါနိုင်တယ်ဗောနော် engineer ဆိုတဲ့အဲ့ဒီ engineer က one post ပြေခေါ်ထားတာရှိပါတယ်ဒါကတော့ Chelsea မြန်မာကနေပြေခေါ်ထားတဲ့လောက်ကိုက်ခွလန်းကောင်းနေဖြစ်ပါတယ်ရှမ်ပီတောင်ပိုင်းအတွက်ဒီဖြစ်တယ်ဟုတ်နောက်တစ်ဖွဲ့ကိုဆက်ကြည့်အောင်လာလာပြည့်ကျ organization ကလည်း၄ခုပြေခေါ်ထားတယ်ပထမတစ်ခုကတော့ အဲရန်ကုန် traffic ကိုထားတယ် technical officer เนาะဤပညာရှင်အနေနဲ့เนาะအရာရှင်အနေနဲ့ပြေခေါ်ထားတယ်နောက်တစ်ခုကတော့ counselor เนาะမြေသိဆွေးနွေးပြီးတဲ့သူအနေနဲ့အဲဒီရန်ကုန်တွေ့လာပြီးကျေကပဲပြေခေါ်ထားတယ်အဲနောက်တစ်ခုကလည်းရန်ကုန်တွေ့ပဲအဲ hotline operator เนาะ operator မှာအလုပ်လုပ်ဖို့အတွက်နာရန်ကုန်တွေ့ပြေခေါ်ထားတဲ့ယာတို့ရှိတယ်နောက် လာပြေကျေကပဲပြည်အသက်ဖိတ်ခေါ်နာတဲ့ရန်သူကရော community organizer နော်ကျွန်တော်တို့လူထုစီယုံရေးမူအနေနဲ့ဖိတ်ခေါ်ထားတဲ့ရန်သူတွေဖြစ်ပါတယ်လို့နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် MYS organization ကလည်းရန်ကုန်အတွက်နော်ရန်ကုန်အတွက် meal officer MAE officer နော် monitoring and evaluation officer ဖြစ်ပါတယ်နော်အဲနောက်တစ်ဖက်ကတော့ MEM organization ကတော့ရန်ကုန်အတွက်နော် medical doctor နော်ကျွန်တော်တို့စီပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ medical doctor ခေါ်ထားတာဖြစ်ပါတယ်လို့ MEN ကဟုတ်ကဲ့အဲနောက်တစ်ခုကတော့နောက်တစ်ဖက်ကတော့တောင်ခီတောင်ခီ network ကလည်းကျွန်တော်တို့လက်ကူရန်ကုန်လက်ကူအတွက် peer incubator နော်ကျွန်တော်တို့အဲပညာရေးနော်ပညာရေးလှူရှားတူပညာရေး မှာတာဝန်ထမ်းဆောင်ပေးမဲ့ PR educator အနေနဲ့ပြီးခေါ်လာတာရှိတယ်။အဲ now ကျွန်တော်တို့အဲ MEM ကပဲနော်လိုင်တာယာနော်အဲတောင်တကုံရန်ကုန်တက်ပေါ်နော်ဖိတ်ခေါ်ထားတယ်နော်ဆိုတော့အာ reception no reception ဆိုတော့ HO ပုံစံမျိုးဖိတ်ခေါ်ထားတဲ့ရန်သူတစ်ခုအဲတွေ့ပါတယ်အဲနောက်တစ်ခုကနောက်တစ်ဖွဲ့ကတော့ MHA ကလည်းနော်ပကူ data အတွက်ကို medical officer နော်ဒါလည်းကျွန်တော်တို့ဒီစီပိုင်းဆိုင်ရာနဲ့သက်ဆိုင်တဲ့ officer ရာသူဖိတ်ခေါ်ထားတာရှိပါတယ်ဟုတ်နောက်တစ်ဖက်ကတော့ IMO ကလည်းဒလသွဲ project assistant နော် letter of recommendation အရာရှိအနေနဲ့ဖိတ်ခေါ်ထားတာရှိတယ်အဲနောက်တစ်ဖက်ကတော့ MHA ကပဲနော်ပကူဒေတာအတွက်ကိုနှစ်ခုဖိတ်ခေါ်ထားတယ်ပကူကတော့ nas nasen ဘောနော်သူနာပြူအနေနဲ့ဖိတ်ခေါ်ထားတဲ့ယာတို့တစ်ခုရှိတယ်ကျွန်တော်စီပိုင်း နဲ့တက်ဆိုင်တဲ့ရန်သူတွေနီကိုလေးချောက်ထားတင်းနေပေါ့နော်ပြီးတော့နောက်တစ်ခုကလည်းပကိုးဒေတာအတွက်ပဲကျွန်တော်ကောင်ဆယ်လာနော်ကျွန်တော်နဲ့တိုက်ဆွေးနွေးပေးတဲ့သူအနေနဲ့အဲဖိတ်ခေါ်ထားတဲ့ရန်သူတွေရှိပါတယ်ဒါကတော့အဒီကနေ့နော်ဆယ်လီအာစခွန်ရဲ့နေတီနော်စခွန်ရဲ့နေတီဖိတ်ခေါ်ထားတဲ့နော်အဲ NGO ဖွဲ့တီတီကအလောက်ကိုင်ခွလန်ကောင်းနေဖြစ်ပါတယ်လို့ တော့ sound line ပါလေးလာပြီးတဲ့ကျွန်တော်တို့ညီကောင်မတို့တွေအားလုံးအဲကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်လို့အဲဒီအလောက်ကန်ခွန်းလန်းနဲ့သက်ဆိုင်တဲ့ကျွန်တော်တို့ link တွေကိုအစင်လိုက်ပဲเนาะကျွန်တော် comment box မှာဝေမျှခဲ့ပြီးပါမယ်ဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့ကြဖို့မျှော်လင့်ပါတယ်เนาะ